ကိုးတိုင်းညောင်လေးပင်ကြောက်တကောင်ဖြိုးမြွနယ်အတွင်းရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့များအခြေချတဆွဲထားတဲ့စခန်းကိုကိုကိုတော်လိုင်းတပ်များကဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်က16ဦးသေဆုံးပြီးရဲအုပ်တအူအပါဝင်3ဦးအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။ယမန်နေ့ဇွန်လ25ရက်နေ့မနက်အစောပိုင်းကစစ်ကောင်စီတပ်စခန်းများအလုံးကိုဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်19ဦးထံမှနေသေဆုံးခဲ့ပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကောင် ရဲအုပ်တူအပါဝင်၁၃မှ၃ကိုဖမ်းဆီးရရှိထားကြောင်းနဲ့အဲ့ဒီတိုက်ပွဲအတွင်းမှာလက်နက်ကြီးလက်နက်ငယ်အစုံ၁၆လက်ခဲယံများ၁၃ပစ္စည်းအမြောက်များကိုလည်းတင်းစီရရှိထားကြောင်းတိုက်ခိုက်မှုအတွင်းမှာတော်လိုင်းတပ်ဖွဲ့များဘက်မှရဲဘော်တူကြာဆုံးခဲ့ပြီး၂ဦးထိခိုက်ဒဏ်ရာရရှိထားတယ်လို့လည်းသိရပါဗျ။စစ်ကောင်စီစခန်းကုတ်ကုတ်အနားမှာစခန်းတစ်ခုဖြစ်တဲ့ညောင်လေးပင်မြို့နယ်ကြောက်တကားမြို့ကြားရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာရှိတဲ့တော်ဝီကျေးရွာမှာစစ်တပ်စခန်းကိုရမနေ့ဇွန်လ25ရက်နေ့မနက်တနာရီချိန်ခန်းကတော်လိုင်းပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရမှာ နက်နနာရီချိန်ခန့်မှာစကန်းကိုအပိသက်သိမ်းပိုက်ရရှိခဲ့တာဖြစ်တယ်လို့သိရတာပါလက်နက်ကြီးပစ်ကူကတော့ထိတွေ့တိုက်ပွဲဆက်ဖြစ်ကြတဲ့ကတောက်လျှောက်ပစ်ပေးတာမျိုးရှိပါတယ်လေကြောင်းပစ်ကူတော့မလာပါဘူးစကန်းကိုတော့စစ်စင်ရေးရီမန့်ချက်အတိုင်းအောင်မြင်စွာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်လို့တော်ဝင်တောင်းတရင်မှာတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်အဆိုပါစစ်စင်ရေးတိုက်ခိုက်မှုများကတော့အမန်နစ်စစ်စင်ရေးနယ်မြေတိုင်းစစ်ဌာနဘကိုးပြူက24ငကနီစစ်ကြောင်းအာလာဝကတရင် အမတ်305အုံတရင်ဖြူပကဖာဘီဝါ25 အမှတ်3900နဲ့တရင် Spring Warriors Colon KNL တရင်ကို Viewer 26တော်ဝင်တောင်းတရင်တော်ကြီးကန်းတရင်တို့ပူပေါင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တိုင်းစစ်ဌာနဘက်ကဘကောတိုင်းတွင်စစ်စင်ရေးတွေကိုတိုးမြှင့်ဆောင်ရွက်လျက်ရှိတာကြောင့်ပြည်သူများအနေနဲ့ပူးပေါင်းပါဝင်ပေးကြဖို့ကိုလည်းမြစ်တာရခံထားပါတယ်။နောင်ချိုမြို့နယ်ကတိုက်ပွဲသတင်းကိုလည်းဆက်ပြီးဖော်ပြပေးပါမယ်။ရှမ်းပြည်နယ်နောင်ချိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းလက်နက်ကြီးပစ်ကူများနဲ့ပြင်းထန်ထိုးစစ်ဆင်နေတာကြောင့်တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေတယ်လို့ TNL ကထုတ်ပြန်ထားပါတယ်။ဇော်လ24ရက်နေ့ကနောင်ချိုမြို့နယ်က နောင်ဩရွာ၊လက်ပံကုန်းရွာ၊ရွှေသွန်းရွာ၊မျက်ချီနုရွာ၊လုံဆန်းရွာ၊ဂုံးတာရွာ၊အုံးဒီရွာနဲ့ဆာမဆယ်ကျေးရွာကြားတိုက်ပွဲဖြစ်ပွားနေချိန်အတွင်းအကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းနဲ့ဘုံးဒီအလုံး130၊ဒရုန်းနဲ့ဘုံးဒီအလုံး60နဲ့လက်နက်ကြီး53လုံးဖြင့်ပစ်ကူပေးတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။နောင်ဩချီရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့တအောင်းတပ်မတော်တရင်တို့ကြားတိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိပြီးအဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းနဲ့ဘုံ၄၀နှလုံးဒရုန်းနဲ့ဘုံ၂၀လုံးနဲ့လက်နက်ကြီး၁၈လုံးတို့ပစ်ကိုပေးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အလားတူအုံမသီးနဲ့ဆမ်မဆယ်ကြီးဝါကြားဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းမှာလည်းအကြမ်းဖက်စစ်ကောင်စီတပ်ကဒရုန်းနဲ့ဘုံ၃၉လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့လုံဆန်ကြီးဝါတိုက်ပွဲအတွင်းမှာလည်းအကြမ်းဖက်စစ်ကောင်စီတပ်ဟာလေကြောင်းနဲ့ဘုံ၄၈လုံးနဲ့လက်နက်ကြီး၃၂လုံးတို့နဲ့ပစ်ကူပေးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရတာပါ အကြမ်းဖက်စစ်ကောင်စီတပ်ဟာလေကြောင်းနဲ့ကြောက်တော့ကြီးရွာမှာပုံနှလုံးရွှေသွန်းကြီးရွာမှာဘုံ38လုံးနဲ့ရက်ချင်းတို့ကြီးရွာတို့မှာဘုံတစ်လုံးနဲ့ကျဲချတိုက်ခတ်ခဲ့ပြီးအုံမခကြီးရွာဘက်ကလည်းလက်နက်ကြီးလေးလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဇွန်လ23ရက်ကလည်းနောင်ချိုမြို့နယ်အတွင်းအကြမ်းဖက်စစ်ကောင်စီတပ်နဲ့တအောင်းတပ်မတော် TNL တို့တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီးတိုက်ပွဲဖြစ်ပွားနေချိန်မှာအကြမ်းဖက်စစ်ကောင်စီတပ်ကလက်နက်ကြီး122လုံးနဲ့လေကြောင်းနဲ့ဘုံ48လုံးကျဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ညီနောင်မဟာမိတ်တုံးဖွဲ့က ငလျင်တန်းတင့်ပြည်သူများနဲ့လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက်တိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့နေရာများမှာထိုးစစ်ဆင်မှုများပြုလုပ်မှာမဟုတ်ဘဲတဖက်သက်အပြစ်ရဲ့ကာလကိုနောက်ထပ်တစ်လတက်တန်းထပ်တိုးထားစေမှာအကြမ်းဖက်စစ်ကောင်စီတပ်ကအခွင့်ကောင်းယူပြီးအဆက်မပြတ်ထိုးစစ်ဆင်နေတာကြောင့်နောက်ချုံမြို့နယ်မှာတိုက်ပွဲများမကြာခဏဖြစ်ပွားလျက်ရှိတယ်လို့ TNL ကပြောဆိုထားပါတယ်။ပြည်သူများအနေနဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ဖို့အတွက်စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီးလေကြောင်းရံမှကာကွယ်နိုင်ဖို့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနီးလမ်းများလိုက်နာဆောင်ရွက်ကြဖို့လိုအပ်ကြောင်းလည်း TNL ကထုတ်ပြန်ထားပါတယ်။ရှမ်းပြည်နယ်ကသတင်းတပုတ်ကိုလည်းဆက်ပြီးပြောပါမယ်။ရှမ်းပြည်နယ်ကြောင်မဲမြို့ကိုအကြမ်းဖက်စစ်တပ်ကလင်းနေဘုံကျဲတိုက်ခိုက်မှုကြောင့်တေဆုံးခဲ့တဲ့ပြည်သူလေးကိုယမန်နေ့ကတကြိုလိုက်တယ်လို့ဒေသပြည်သူများကပြောဆိုထားပါတယ်။ဇော်လ24ရက်နေ့ကကြောင်မဲမြို့ရှိရက်ွက်တုံးနဲ့ရက်ွက်ခုံကိုအကြမ်းဖက်စစ်တပ်ကလင်းနေဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းနဲ့အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာ ဈေးရက်ွက်နေမြေလေးမှာနေထိုင်လျက်ရှိတဲ့အသက်60ရွယ်ဒေါ်လာကြီးဈေးရက်ွက်နေမြေ6မှာနေထိုင်လျက်ရှိတဲ့အသက်58နှစ်ရွယ်ဒေါ်လာသိန်းကြောင်မဲမျိုး9ရက်ွက်မှာနေထိုင်တဲ့အသက်56နှစ်ရွယ်ဒေါ်လာလထွေနဲ့ကြောင်မဲမျိုး9ရက်ွက်မှာနေထိုင်တဲ့အသက်27နှစ်ရွယ်ကိုတီဟနိုင်ခေါ်ဝဝတို့တည်ဆုံးခဲ့တာဖြစ်တယ်လို့သိရတာပါတည်ဆုံးသူလေးဦးကိုဇွန်လ25ရက်နေ့မွန်လွဲ့နေ့အချိန်ခတ်မှာအေဂျင်တာတုတ်တံမှမိတိချိုခဲ့ပြီးနာမှုကူညီမှုတင်ကြောင်မဲ5 star ဖွဲ့အော်တိုမန်လူမှုကူညီရေးတင် အနီးနားဝန်းကျင်မှာပြည်သူလူထုနဲ့အတူနာခေါင်းရှမ်းများပြိုက်တာအတဲမှာကုညီပို့ဆောင်ပေးခဲ့တာဖြစ်တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာကြောင်မဲမျိုးရက်ွက်တော်မှာကလေးငယ်နှုတ်အပါဝင်အမျိုးသားနှုတ်နဲ့အမျိုးသမီးတို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေ16အိမ်နဲ့စာတင်ကျောင်းတစ်ကျောင်းတို့ထိခိုက်ပျက်စီးခဲ့တယ်လို့ကြောင်မဲမျိုးရက်ွက်ခွန်ကိုလေကြောင်းတိုက်ခိုက်မှုအတွင်းမှာတော့အမျိုးသား9ဦးနဲ့အမျိုးသမီး4ဦးတို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နေအိမ်ခုနှစ်အိမ်နဲ့တီလာရှင်စာတင်ကြောင်းတို့ကြောင့်ထိခိုက်ပျက်စီးခဲ့ပြီးနေအိမ်၂၂အိမ်လည်းဘုံစာနေငယ်ထိမှန်ပျက်စီးသွားတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲပြည်သူများကိုရွေချက်ရှိရှိဥတီပြီးဘုံများလာရောက်ကျဲချတိုက်ခိုက်ခဲ့ခြင်းကြောင့်ပြည်သူများအနေနဲ့စစ်ကောင်စီတပ်ရဲ့တိုက်ခိုက်မှုများရှောင်ရှားနိုင်ဖို့စစ်ရေးသတင်းအမျက်ရှိရန်လိုအပ်ပြီးလေကြောင်းရံမှကာကွယ်နိုင်ဖို့လေကြောင်းရံကာကွယ်ဆိုင်ရာနေရာများလိုက်ပါဆောင်ရွက်ရန်လိုအပ်ကြောင်းလည်းတင်းနယ်လေးကထုတ်ပြန်ထားပါတယ်။ဒီက မဇုံမြို့နယ်မြို့သားစစ်မှုဆောင်မှာကားနစီနဲ့ထွက်လာတဲ့စစ်ကောင်စီတပ်သားတွေကိုမိုင်းဆွဲတိုက်ခိုက်မှုက၅ဦးသေဆုံးသွားတဲ့တဲ့မှာမန္တလေးတိုင်းမဇုံမြို့နယ်မြို့သားစစ်မှုဆောင်မှာကားနစီနဲ့ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာ၅ဦးသေဆုံးခဲ့တယ်လို့နိုင်ငံပြည်ပြောက်ကြားတပ်ဖွဲ့မြင့်ကြမှာတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။ဇွန်လ24ရက်နေ့ညနေ6:55မိနစ်ခန့်ကမဇုံမြို့နယ်မြို့သားစစ်မှုဆောင်ထဲမှာစစ်ကောင်စီတပ်သား50ခန့်က ဂွေကုန်းစစ်တပ်ထိုင်းစခန်းကို light truck ကားနှစီးနဲ့ထွက်လာစမှာတော်လိုင်းတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာဂျပန်စစ်ကောင်စီတပ်သား9ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းမိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်သေဆုံးသောတဲ့စစ်သားမသားအလောင်းများနဲ့ဒဏ်ရာရစစ်သားတွေကိုမြို့သားစစ်ရုံတွေကိုပို့ဆောင်ခဲ့တယ်လို့သိရပါဗျ။စစ်ခွေးအင်အားက90လောက်ပါတယ်ဗျာ။ဂွေကုန်းစစ်ခွေးအထိုင်းစခန်းဘက်ကိုမောင်းနေလာတဲ့ light truck ကားနှစီးနဲ့မြို့သားနဲ့ဂွေကုန်းကြားမှာပေပါမိုင်းနှလုံးနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးငါးကောင်တေးပြီးများပြားထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်လို့ငကနီပြောက်ကြားတပ်ခွင့်မြင်းချံမှတာဝန်ရှိသူတို့ကပြောဆိုထားတာပါအဲ့ဒီတိုက်ခိုက်မှုကိုတော့မြင်းချံတိုက်နယ်သုံးငကနီပြောက်ကြားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပြုလုပ်ခဲ့တာဖြစ်ပြီးတော်လိုင်းရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်းသိရပါတယ်ဒီခါအေကုံမြို့နယ်စီပင်ကြီးပါအုပ်စုအုပ်ချုပ်ရေးမှူးအုပ်စုကတူရင်းကိုစစ်မှုထမ်းတပ်သားဖြစ်ထဲသွင်းစမှာတပ်သားတွေကဝိုင်းဝန်းထိုးချိတ်ရိုက်နှက်ခဲ့တာကြောင့်တေဆုံးခဲ့ပြီးစစ်တပ်ကအလောင်းလာပို့သွားတဲ့တဲ့မှာ အေယော်ရီတိုင်းအင်ကပူမြို့နယ်စီပင်ချေးရွာအုပ်စုအုတ်ချွေမှုအုပ်စုကတိုးရင်းဖြစ်သူကိုစစ်မှုထမ်းတပ်သားဖြင့်ထဲသွင်းစင်မှာစစ်သားတွေကဝိုင်းဝန်းထိုးချက်ရိုက်နှက်ခဲ့တာကြောင့်တေဆုံးခဲ့ပြီးစစ်တပ်ကအလောင်းပြန်လာပို့သွားတယ်လို့ဒေသပြည်သူများကပြောဆိုထားပါတယ်။အင်ကပူမြို့နယ်စီပင်ချေးရွာအုတ်ချွေမှုအုပ်စုက၎င်းရဲ့ညီအရင်းဖြစ်သူဦးညွန့်ရွှေရဲ့သားဖြစ်သူကိုတစ်ချိန်လုံးအရက်တောက်နေတယ်လို့ဆိုကစစ်မှုထမ်းတပ်သားဖြင့်ထဲသွင်းလိုက်ကြောင်းနဲ့ဇွန်လ14ရက်နေ့ကစစ်မှုထမ်းအပတ်စဉ်14တက်ဖို့စစ်တပ်ကအုတ်ချွေမှုအုပ်စုရဲ့တူဖြစ်သူကိုလာရောက်ခေါ်ဆောင်သွားခဲ့ကြောင်း ဇွန်လ16ရက်နေ့မနက်ပိုင်းမှာခြေရွာအုပ်ချုပ်ရေးမှူးဦးစိုးရဲ့တူဖြစ်သူအလောင်းကိုစစ်တပ်ကခြေရွာသို့ပြန်လည်ပို့ဆောင်ပြီးတကိုယ်လုံးမှဒဏ်ရာများပြည့်နေနေတယ်လို့သိရတာဖြစ်ပါတယ်။စီပင်ခြေရွာအုပ်ချုပ်ရေးမှူးငဆိုကသူ့တူအရင်အရက်ကြောင်နေတဲ့ကောင်ကိုစစ်မှုထမ်းဖို့ဆိုပြီးအပတ်စဉ်စလေးမှထဲတာအုပ်ကြီးငဆိုရဲ့ညီဖြစ်တဲ့ညို့ရွှေရဲ့သားသူ့တူအရင်ကိုစစ်မှုထမ်းပြန်ထဲတာပါ။အဲ့ဒါဇွန်လ16ရက်နေ့မှာစစ်ကားနဲ့အလောင်းလာဖို့တယ်။စစ်တပ်ကတော့ရက်စီကိုရေမရောပဲမားတောင်းပြီလို့သိတာလို့ပြောတယ်။ဒါပေမဲ့အလောင်းမှာဖူးရောင်ညုံမဲ့ဒဏ်ရာတွေဖြစ်ပဲဝိုင်းရိုက်လို့ထေသွားတာပါ။ ။နောက်မှစစ်သားတို့ပြောတာကအရက်ကြောင့်ပြီးပောက်ကရတွေပြောလို့တက်ကစစ်သားတွေကဝိုင်းထိုးကြရင်လက်လွန်ပြီးဒေသွားတာလို့စီပင်ချေးပါအုပ်စုမှဒေသပြည်သူတို့ကရှင်းပြထားပါတယ်။စစ်တပ်ကစစ်မှုထမ်းခိုင်းရန်ခေါ်ဆောင်သွားပြီးတဲ့နောက်နှစ်ရက်အကြာမှအလောင်းပြန်လာပူခြင်းဖြစ်တော့လဲ။ကျဲသူမိသားစုတွေမှာတိုင်ချားမှုမလုပ်ရဲကြောင်းစစ်တပ်ကပြောတဲ့အတိုင်းအရက်စီတောက်ရေးဒေသုံးတယ်လို့သာလက်ခံ၍ဒေသုံးသူကိုကြိုလိုက်ရတာဖြစ်တယ်လို့သိရပါတယ်။အင်ကဘူမျိုးနယ်မှာတော့အင်းနဲ့ PDF တများဝင်ရောက်လာနိုင်တယ်လို့ဆိုကစစ်တပ်ကစစ်မှုထမ်းတပ်သားတများအဖြစ် လူငယ်များကိုဖမ်းဆီးခြင်းပေါ်တာဆွဲခြင်းများကိုအကြီးအကျယ်လှုံ့ဆော်နေတဲ့မျိုးနွယ်တစ်ခုဖြစ်တယ်လို့ဒေသဖြစ်သူများကပြောဆိုထားပါဗျ။အဆောင်နေနာဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။